ခရီးဆက်ဘေးအောက်ကိုပေါ့နော်ကျွန်တော်တို့ဒါဖွင့်တဲ့နေကျွန်တော်ပြပေးမှာဖြစ်ပါတယ်အရှိခံပေါ့နော်နေစနေတကြဖွင့်မယ်ကျွန်တော်တို့ရုံသွန်းဘာသာတကားကိုယူရမှာပေါ့နော်ဆိုတော့တောင်းပြီးပြီဆိုတာနဲ့ကိုစင်ဘီယာဘာသာတကားနဲ့ဖွင့်လို့ရတယ်ကျွန်တော်ဒီနေရာမှာအင်္ဂလိပ်လိုပြရင်တော့အဆင်မပြေတော့ဘူးအဲ့တော့ကျွန်တော်တို့မြန်မာဘာသာနဲ့ကိုကျွန်တော်ပြကြည့်ပေးမှာပေါ့နော်မြန်မာဘာသာနဲ့ဆိုတော့အားလုံးအဆင်ပြေတာပေါ့โอเคကျွန်တော်တို့အဲ့တော့ကျွန်တော်ရင်ဦးသုံးနေတဲ့ဘာသာတကားကိုအရင်ပြန်ပြောင်းမယ်เนาะကျွန်တော်ဒီမှာအင်္ဂလိပ်ပြောင်းထားတယ်မြန်မာကိုကျွန်တော်ပြန်ပြောင်းပေးလိုက်မယ်เนาะ โอเคပြီးရင်တော့ကျွန်တော်ဒီမှာဖုန်းနံပါတ်ကိုရိုက်ထည့်မယ်ပြီးရင်ဆက်သွားမျိုးနေမယ်เนาะအောက်ကအမှန်ကြည့်လေးကိုရှင်းခဲ့ဖို့လုံအောင်မပေးနေပါဘောเนาะဖုန်းနံပါတ်ကကျွန်တော်တစ်ခါမှ KB မဖွင့်တာဘူးသေးတယ်ဖုန်းနံပါတ်ဖြစ်ကြမယ်เนาะโอเคပြီးရင်တော့ကျွန်တော်ဒီမှာเนาะ SMS ကြာပါမယ် OTP ကြာလာရင်ကျွန်တော်တို့ OTP ကိုမှန်ကန်အောင်ရိုက်ထည့်ပြပါโอเค OTP ထည့်ပြီးဆိုရင်တော့အတီးပြူမီကိုဆက်သွားမယ်เนาะကျွန်တော်ရေးတခြားလေးကြည်ပါ အခြေခံကျွန်တော်စပြပေးရဖြစ်ပါတယ်ဖြည်းဖြည်းချင်းလေးပေါ့နော်ကျွန်တော်ပြပေးမယ်ပြီးရင်တော့ကျွန်တော်ဒီပထမဦးဆုံးလွှဲရမယ့်ဆင်ကမတ်ပုံနေပိုင်ရှင်မျက်နှာကိုစကန်ဖက်ရမှာဖြစ်ပါရဲ့နော်ဒီညမှာရမ်းရည်ကြည့်တယ်မတ်ပုံနေပိုင်ရှင်ဖြစ်ကြမယ်နော်ကျွန်တော်ဒီမတ်ပုံနေတရားဖွင့်ရတရားဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်โอเคဒီမှာကျွန်တော်ဒီဆက်သွားမြီကိုတစ်ချက်နှိမ့်မယ်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီမှာနော် မျက်နှာကိုစကန်ဖတ်မယ်စကန်ဖတ်တဲ့နေရာမှာမျက်နှာမှာအကကွယ်တယ်ဘာမှမရှိနေရဘူးနော်မျက်မှန်တက်ထားတာတွေအော်တိုဆောင်းထားတာတွေဘာမှမရှိနေရဗျာမျက်နှာရှင်းရှင်းလင်းလင်းနဲ့မှန်ကောင်ကြိုက်ပေးပါနော်အောင်မြင်ပါပြီပေါ်ပြီနော်ကျွန်တော်အတီးပြုတ်မြူနေပါမျက်နှာကိုတခြားစကန်ဖတ်ခင်နော်ဒါတွေက level 2တွေနဲ့ခါမှာခက်ခဲဖြစ်နိုင်တယ်ကိုယ့်ဘက်ကအားလုံး okay နေရမယ်နော်ဒီကျွန်တော်တို့ဒီနေရာမှာကတော့အထွေထူးသိပ်ရွေးစရာမလိုအခြား ID မျိုးစားဆိုတာကတော့ဒီလိုခုမှပေါ့နော်တစ်ခုခု ရှားကက်တွေရှိရဆိုရင်တော့ထပ်ယူပြီးတော့ရိုက်ထည့်ပြီးပေါ့နော်မှတ်ပုံတင်မရှင်းဘူးဆိုရင်ကျွန်တော်မှတော့မှတ်ပုံတင်မရှင်းဘူးဒီဖွင့်ပေးတဲ့သူကပေါ့နော်မှတ်ပုံတင်တအားဝဲအဲကြောင့်ကျွန်တော်သူ့ကိုဒါရင်မွားလိုက်စင်ရောနှစ်ခုကျွန်တော်တွဲတင်ပြီးမှာပေါ့နော်ဒီအပေါ်ဆုံးမှာမွေးနေ့ဆိုတဲ့နေရာမှာကိုယ့်ရဲ့ဒီမှတ်ပုံတင်နဲ့မပါတဲ့ကိုယ့်ရဲ့မွေးနေ့ခုနှစ်ကိုထည့်ခိုင်းတာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ကဒီမှာကိုယ့်ရဲ့မွေးနေ့ခုနှစ်ကိုမှန်ကန်အောင်ရွေးချယ်ပါအင်္ဂလိပ်လိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်နော် အင်္ဂလိပ်ခုနှစ်ကိုမှန်ကောင်ထည့်ပေးပါထည့်ပြီးပြီဆိုရင်လည်းကျွန်တော်ဒီမှာနိုင်ငံသားမှာမြန်မာပဲထားမယ်ပါတော်မူရည်နေပြီးဒီမှာမှတ်ပုံတင်အခြေခံကိုပုံရိုက်မယ်ခင်ဗျပုံရိုက်တဲ့နေရာမှာကျွန်တော်တို့တခုတိထားမှာရှင်းရှင်းလေးရိုက်မယ်နော်ဒီသူ့ရဲ့လေးချောင်းကွက်ထဲကိုမှတ်ပုံတင်လေးဝင်အောင်ရိုက်ပြီးရင်မှတ်ပုံတင်ရဲ့မဲနေရာမျိုးတမောင်းနေမှာမရိုက်ပါနဲ့အလင်းရောက်ရှိတဲ့နေရာမှာရှင်းရှင်းလေးလေးအခုလိုမျိုးဒီတခြားလေးရိုက်ပါမယ်ပြီးရင်တော့အတီးပြူမျိုးနှိပ်ပါပုံမရှင်းဘူးဆိုရင်ဒီဘက်မှာပြန်ရိုက်ပြီဆိုတာကိုနှိပ်ပြီးတော့ထည့်ရိုက်လို့ရရယ်နော် အကောက်ဖွင့်တဲ့အခါမှာကျွန်တော်ပြောမယ်မလောနဲ့နော်ဖြည်းဖြည်းနဲ့မှန်မှန်လေးနဲ့ပုံချင်းချင်းလေးသာကြိုက်ပါဒါဆိုရင်ကျွန်တော် level 2အောင်ဖို့မခက်ဘူးမကြောက်ဘူးပေါ့နော်ပြောရပုံရဲတဲ့အခါမှာမရှင်းခဲ့တာမျိုးဆိုရင် level 2အောင်မှာမဟုတ်ဘူးကြိုပြောထားတာဗျအဲ့တော့ကျွန်တော်ရှင်းနောက်ရိုက်ပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ဒီမှတ်ပုံတင်မပါတဲ့အမှတ်တွေကိုယူပေးပါကိုကပါမြင်ဆောင်လဲဒါတွေကိုအားလုံးထည့်ပေးပါတခြားလေးယူပေးပါနော်မမားစင်နဲ့တရားလည်းရင်ရည်ကြည့်တယ်ပြီးရင်ကိုယ့်ရဲ့ဒီမှတ်ပုံတင်နံပါတ်6လုံးနော် ဒီညမှာထည့်ပေးရမှာမှတ်ပုံအပြင်မှာပါတဲ့နံပါတ်6လုံးကိုအင်္ဂလိပ်လိုထည့်ပေးပါနော်မြန်မာလိုရေးလို့မရအောင်နော်အင်္ဂလိပ်လိုကဏ္ဍအင်္ဂလိပ်လိုထည့်မယ်ကိုယ့်ရဲ့ဒီမှတ်ပုံအပြင်မှာပါရင်နော်အဲ့ဒီနံပါတ်6လုံးက Okay ပြီးဆိုတော့ကျွန်တော်ဒီမှာအောက်ကကျွန်တော်ခုနပြောတဲ့သူ့ရဲ့မှတ်ပုံနေရာမရှင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီရင်မောင်းလိုင်းစင်ယူပြီးတော့သူ့ရဲ့ဒီရင်မောင်းလိုင်းစင်ကတ်ကိုပါကျွန်တော်ထပ်ပြီးတော့ရိုက်တင်ပေးတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ဒီတစ်ခုကအစင်မပြေဘူးဆိုတော့တစ်ခုကအစင်ပြေတယ်နော်ဒါအဲ့လိုမျိုးနော်တခြားသူတွေဆိုရင်ရင်မောင်းလိုင်းစင်မရှိဘူးဆိုရင်တခြားကိုယ့်စီမှာရှိတယ် ပါတယ်ရှိလဲဒီထဲကပါတဲ့ဟာတွေကိုရွေးချက်ပြီးတော့ပုံရိုက်ထည့်ပေးနိုင်တယ်ပေါ့နော်ဒါကတော့ဒုတိယ ID ပေါ့နော်ကျွန်တော်ဒီမှတ်ပုံနေကအဆင်မပြေခဲ့ဘူးဆိုရင်တော့မှတို့ကဒီဒုတိယဟာကိုကြည့်ပြီးတော့ကိုယ့်ရဲ့ကောက်ကို level 2ပေးအောင်မယ်ပေါ့နော်အားကြောင့်မလို့လုံးဝတခုမှမရှိဘူးဆိုရင်တော့မှတ်ပုံတင်နေပဲရရင်နော်โอเคပြီးကျွန်တော်ဒီဆက်သွားမြည်ကိုနှိပ်လိုက်မယ်ဗျဆက်သွားမြည်ကိုနှိပ်မယ်နော်ကျွန်တော်ပြောသလိုပုံနေရောချင်းချင်းလင်းလင်းလေးရိုက်ခဲ့ပေးပါဒါမှသာရင်ကျွန်တော်ဒီ level 2အောင်မှာဖြစ်ပါရင်နော် ညမန်းနည်းနည်းကြာနိုင်တယ်ခဏလေးစောင့်ပြီးပါဘာတော့မလုံးနေပေါ့နော်အင်တာနက် line ကောင်းရမယ်ဖွင့်နေတဲ့ချိန်မှာနော်အင်တာနက် line ကောင်းအောင်ထားပါပြီးလို့ရှိရင်ကျွန်တော်တို့နားလဲလို့ရှိရင်တခါတည်းပြီးအောင်ဖွင့်ပါဗီဒီယိုဟိုအကောက်ဖွင့်နေပေါ့နော်ကြာကြီးမလုံးနေနော်တားကြသွားကျွန်တော်တို့ error တက်တယ်ပေါ့နော် Okay ဒီညမှာပြလာပြီဆိုရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့နာမည်ထည့်ပေးရမယ်နာမည်ကိုအင်္ဂလိပ်လိုသချာလေးရေးပေးပေါ့နော်နောက်တစ်ချိန်မှာဝိုင်းကျွန်တော်ပြန်ပြင်လို့မရအောင်နော်ဒီနေ့ကတခါတည်းထည့်မယ်သူရဲ့ဒီမှတ်ပုံတင်နေမှာပါတဲ့ နာမည်ကိုအင်္ဂလိပ်လိုတခြားလေးရေးပေးပါနော် Okay ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီမှာကြားမရွေးမယ်နော်ကြားလာမလာရွေးပါအလောက်ကန်ရွေးပါကျွန်တော်ဒီလောက်ကန်ကိုအဆင်ပြေရထည့်လို့ရတယ်ကိုနဲ့သက်ဆိုင်ရပါနော်ပြီးရင်ကိုရဲ့ဒီမှာလိပ်စာကပြည်နေတိုင်းတွေကိုအတခြားလေးရွေးပေးပြန်နော်ရှင်းနိုင်တော့ကိုရဲ့ဒီမပုံတင်နေမှာပါတဲ့အတိုင်းတိကျအောင်ထည့်ပေးရင်တော့ပိုကောင်းတယ်ဒါမှသာလဲကျွန်တော်တို့အောက်ကမြင်မြန်ဆန်းဆန်းနဲ့ level 2အောက်မှာဖြစ်တယ်နော် ကျွန်တော်တခုပြောချင်တာ KB မှာကအဓိကပြဿနာက level 2မအောင်တဲ့ပြဿနာเนาะအကောက်ဖွင့်တာလူတိုင်းဖွင့်တတ်ကြတယ်ဒါပေမဲ့ level 2ကလူတိုင်းမအောင်ပါဘူးဗောနောမအောင်ရတဲ့ကြောင်းရင်းတွေကအခုလိုမျိုးအချက်တွေဖြည့်သွင်းတဲ့အခါမှာမှားယွင်းဆိုတာဖြည့်သွင်းကဲမိတဲ့အတွက်အကြောင်းဖြစ်ပါတယ်เนาะ Okay ဒီမှာအမြင်တဲ့နေရာလိပ်စာဆိုတဲ့နေရာမှာကိုယ့်ရဲ့ဒီမှတ်ပုံတွေနောက်ကျောမှာပါတယ်ဗောနောကိုယ်ကဘယ်ကြီးဟာဘယ်မျိုးနယ်မှာနေရဲဆိုတာလေးကိုဖြင်နိုင်အတိအကျလေးထည့်ပေးပါဗောနော ကိုယ်ဒီမှတ်ပုံနေတဲ့အတိုင်းပဲထည့်ပေးပါနော်အဲ့ဒါဆိုရင်ဆင်ပြေတယ်ဒီမှာ email email ဆိုတာ gmail ကိုခေါ်တာဖြစ်ပါတယ်ဖုန်းထဲမှာ gmail ရှိတယ်ပေါ့နော် gmail ကမဖြစ်မနေထည့်ပေးရပါတယ် gmail ကိုကိုယ့်ရဲ့ဖုန်းထဲမှာသွားယူပါသွားယူပြီးသွားဒီမှာလာထည့်ပါပေါ့နော် okay gmail တော့ brand တိကျလိမ့်မယ်လို့ကျွန်တော်ညွှန်လိုက်ပါတယ်ကျွန်တော်ရေ game ညင် download ဆွဲတဲ့အခါမှာ play store ရှိမှာ game ညင် download ဆွဲလို့ရတာဖြစ်ပါတယ်လွယ်သုံးပြရဖြစ်ပါတယ်အဲ့ဒါ gmail ပေါ့နော်အေးမှာကိုယ့်ရဲ့ gmail ကောက်ရှိပါတယ် โอเคဒီလိုမျိုးကြည်မင်းကိုမှန်ကန်အောင်ထည့်မယ်ပြီးပြီးသွားပြီဆိုရင်ဒီမှာ social media ကိုယူပေးเนาะညွန်ပေးသူမျိုးစားမှာတခြားဟာတော့မယူနဲ့ကျွန်တော်အခုရွေးတယ်မှာ social media ပဲယူအဲ့ဒါအလွယ်ဆုံးနည်းလမ်းပဲပြီးရင်မှန်ကြည့်ချင်မယ်ဆက်သွားမျိုးနှိမ့်မယ်เนาะโอเคဒီညမှာလည်းခဏလေးကြာနိုင်တယ်စောင့်ပေးပါเนาะပြီးရင်ကျွန်တော်ဒီ challenge တွေကိုပြန်စစ်စေးเนาะကိုကထည့်ခဲ့တာမှန်လားမှန်မှန်လားတခြားစစ်စေးအားလုံးသိချပြီဆိုမှနောက်တစ်ဆင့်ထပ်သွားကျွန်တော်ဒီမှားယွန်းဆိုတာဖြည့်ခဲ့ပြီနောက်တစ်ဆင့်ထပ်သွားလို့ရှိရင်ပြဿနာလေးရှိနေတယ်เนาะအဲကြောင့်မလိုပါမလိုပါနဲ့ဖွင့်တဲ့အခါမှာ โอเคဒီနေရာမှာအရေးကြီးဆုံးရလာပါပြီအဲ့ဒါကတော့ပင်နံပါတ်ထည့်ရမှာဖြစ်ပါတယ်เนาะဒီနေရာမှာပထမအဦးဆုံးအနေနဲ့ပင်နံပါတ်ကိုသတ်မှတ်ရမယ်ကိုရဲ့အမြဲတမ်းသုံးပြုမဲ့နံပါတ်6လုံးပေါ့เนาะယုံကပေးလိုက်မဲ့နံပါတ်မဟုတ်ပါဘူးကိုအမြဲတမ်းထည့်ရမဲ့နံပါတ်6လုံးကိုထည့်ပါနောက်တစ်ချိန်ထည့်ထည့်ပါနှစ်ခါထည့်ရမှာเนาะအဲ့ဒီနံပါတ်6လုံးကိုပဲနှစ်ချိန်မှန်ကန်အောင်ထည့်ပါဒီကောင်ကမေ့လို့မရဘူးเนาะဒီကောင်မေ့သွားပြီဆိုလို့ရှိရင်နောက်ပြဿနာရှိတယ်တခါတည်း server နဲ့ voice နဲ့နားမဆောင်လာပြီးတော့ဒီ number 6လုံးကိုရှာရေးထားပါကျွန်တော်တို့ နှစ်ကြိမ်ပေါ့နော်နှစ်ကြိမ်ထည့်မယ်ထည့်လို့ပြီးသွားပြီဆိုရင်အတီးပြူမီကိုနှိပ်ပြပါဒီကောင်ကိုမေးခဲ့တဲ့ခါကျရင်ကျွန်တော်တို့ဘာပြဿနာတက်လာလဲဆိုတော့ငွေတွေလွှဲလို့မရဘူးကောက်ကလည်းပဲအောင်သွားတယ်ငွေလွှဲတဲ့ခါကျရင်နံပါတ်6လုံးတောင်းတဲ့ခါမှာကျွန်တော်တို့ဒါလွှဲမရနိုင်ဖြစ်တဲ့အကြောင်းမလို့အလုံးဝမပေါ်စားပါနဲ့ဗျဟုတ်ပြီကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင်တော့ချက်လက်တွေကိုကျွန်တော်တင်သွင်းနေပေါ့နော်ခဏလေးစောင့်ပြီးလဲပါဒီလိုမျိုးအဝိုင်းလေးလည်နေပါပြီအကောက်သေးဘူးပေါ့နော်ကျွန်တော်လုံးဝမထွက်မိစင်းနေတော့ပြီးအောင်တစ်ခါဖွင့်ပြပါဖွင့်တဲ့ခါမှာမအားရင်ဖွင့်နေ ဖွင့်ရင်လည်းတခါပြီးဆုံးအောင်ဖွင့်ပေးပါเนาะဒါမှသာကျွန်တော်အောက်ကအဲဒါကင်ကင်းနဲ့မှန်ကန်ဆုံးဖြစ်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကောက်ဖွင့်ပြီးသွားပြီဆိုတော့ကြောင်းမစေးဝင်လာမယ်ကျွန်တော်တို့တတိတခုတတိထားရမှာကဖွင့်ပြီးပြီးချင်းလုံးဝလည်းပဲတူးမအောင်ဘူးเนาะဒါပုံမှန်ပဲအာကျွန်တော်ဒီမှာเนาะဝင်ဆောင်မှုရယူရန်ဆိုတာကိုနှိပ်ပြီးအစဉ်တူးမြင့်တည်မီဆိုတာကိုတစ်ချက်သွားနှိပ်ပေးထားလိုက်เนาะ Okay ဒါဆိုရင်เนาะကျွန်တော်ရဲ့ကောက်ကဖွင့်ပြီး နောက်နေ့လောက်ဆိုရင်လည်းပဲတူအောင်တာတွေ့ပါလိမ့်မယ်။လည်းပဲတူအောင်ပြီဆိုရင်ဘယ်လိုမျိုးပြမလဲဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာ SMS လေးဝင်လာလိမ့်မယ်ဒီလိုမျိုးပုံစံလေးနော်။ဒီပုံစံ SMS ဝင်လာပြီဆိုရင်တော့ဒါလည်းပဲတူကောက်ရပြီပဲဖြစ်ပါလေဗျာ။ Okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒါဆိုရင်တော့ KP ကောက်ကိုနီးစင်းကြီးတကြနဲ့လည်းပဲတူအောင်ဖွင့်ဒီကိုနားလည်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။တခုတတိယမှာကအောက်ဖွင့်ပြီးပြီးချင်းလည်းပဲတူလုံးဝမရပါဘူး။အလုံးမဲ့စင်ပြေကြပါ